ပြီးခဲ့တဲ့ဧပြီလ30ရက်ကကင်းပြည်နယ်ဖအံမြို့တောင်ကလေးအကျန်းထောင်မှာထောင်တွင်းကိုင်းခွဲထားတဲ့ရာဇဝတ်အကျန်းသားအဖွဲ့ကနိုင်ငံရေးအကျန်းသားနှစ်ဦးကိုအောက်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျန်းသားများကွန်ရက် PPNN ကဒီကနေ့မေလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ရိုက်နှက်ခံရသူနိုင်ငံရေးအကျန်းသားနှစ်ဦးဟာထောင်တန်15နှစ်ကြာခံနေရတဲ့ကိုကျော်ကျော်မြင့်နဲ့ထောင်တန်လင်းနဲ့ချခံရတဲ့ကိုမင်းသူစိုးတို့ ဖြစ်ပြီးသူတို့နှစ်ဦးကိုရဇဝတ်အကျန်းသား၁၂ဦးကဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ PPNN ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။ ခေတ်ဆန်ကတော့ဧပြီလ30ရက်နေ့မှာအကျဉ်းထောင်ကကျွေးတဲ့ဟင်းတော့ကြတဲ့အကြောင်းကိုအိတ်ဆောင်တဲ့ဝင်ရောက်ပြီးအသိပေးချိန်မှာအောက်စုဖွဲ့ဝိုင်းရိုက်ခံရတာလို့ဆိုပါတယ်။ကွန်ကရစ်တုံးကိုပစိုးနဲ့ပတ်ပြီးနိုင်ကျဲမျိုးသားနှုတ်ရဲ့ခေါင်းကိုထွက်နှက်ခဲ့တာကြောင့်ခေါင်းခွဲဒဏ်ရာအတိအသေးရရှိခဲ့ပြီးမျက်နှာနဲ့ခန္ဓာကိုယ်မှာလည်းဖူးရောင်ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့တာပါ။အခင်းဖြစ်ပေါ်တဲ့နေရာဟာအိတ်ဆောင်မှုရုံးကန်းရှိမှဖြစ်ပေမဲ့ထောက်အာဏာပိုင်တွေဟာဝင်ရောက်ဟန့်တားတာမျိုးမရှိဘူးလို့သိရပါတယ်။ အဲ့ဒီရိုင်းနှက်သူတွေရဲ့အဖွဲ့ကိုဘားကောက်ဂိုင်းလို့အမည်ပေးထားပြီးအဖွဲ့ဝင်တွေရဲ့လဲကုန်မှာ ပုံစံတူဘားကောက်စီးမင်းကြောင်ထိုးထားကြပါတယ်သူတို့အဖွဲ့ဟာထောင်တွင်းမှာနိုင်ငံရေးအကျဉ်းသားတွေကိုနှစ်ကွက်ရမှာအသုံးပြုဖို့ဖွဲ့စည်းထားတာဖြစ်တယ်လို့လည်း PPNN ကဖော်ပြပါဗျ။အကျဉ်းထောင်ကလွန်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ပြောပြချက်အရထောင်တွင်းမှာနိုင်ငံရေးအမှုနဲ့အကျဉ်းချခံရသူတွေကိုဖိနှိပ်ဖို့အတွက်ရာဇဝတ်မှုနဲ့နှိရှေထောင်နဲ့ကြာနေသူတွေကိုထောင်အာဏာပိုင်တွေကအသုံးချလေရှိနေတယ်လို့သိရပါရှင်။